ကဲအားလုံးမြင်လာပါကျွန်တော်ရဲ့ North Tiger Channel နေတဲ့ဖန်ပြလေးနှုတ်ခွန်းဆက်လိုက်ပါလေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ညွေးမွေရဲ့ video file လေးပဲဖြစ်တယ်အတူတူကနားဆင်ကြရအောင် ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ပြည်သူလူထုတည်ရဲ့အရေးကြီးတဲ့သတင်းတပုတ်ကိုအရင်ဆုံးပြောပြချင်တယ်။ဒါကလေဆိုတော့လွန်ခဲ့တဲ့သတင်းနှစ်ပုတ်ထဲမှာကြွပြောခဲ့တယ်။အခုဒီယထာတန်လန်းနားမှာရှိနေတဲ့မြို့ရွာတွေအစစ်ရဲတွေအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက်ကြောင့်အထူးသတိပြုကြပါလို့ကြွပြောခဲ့တဲ့အတိုင်းပဲ။အခုဒီကတာဝန်းကျင်နားမှာရှိနေတဲ့ပြည်သူလူထုတည် Starlink တွေဖြုတ်ပြီးမှာ ကတော့ကျင်းနေတူပြီးနေထိုင်ဖို့ရအတွက်တော်လိုင်းရေးတွေဘက်ကနေမှသတင်းထုတ်ပြန်ထားတာရှိတယ်။ကို့အတွက်လုံခြုံဖို့ရအတွက်ကတော့ကျင်းတွေကိုအဆင်တင်လောက်ထားကြပါလို့ပြောချင်တယ်။ဆိုလိုချင်တာဟာဘာလဲဆိုတော့အားလုံးသိပြီးတာဖြစ်တယ်နော်။ဆိုတော့ဒီကတာဝန်ကျင်ပေးလားဆိုတော့မဟုတ်ပါဘူး။တန်လန်းတလျှောက်လုံးမှာမကြခင်မှာတိုက်ပွဲတွေဆက်လက်ပြီးတော့ဖြစ်ပွားလာနိုင်တဲ့အတွက်ကြောင့်ပြည်သူလူထုတွေအထူးပြင်သတိပြုကြပါလို့ပြောချင်တယ်။ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့ ဟိုပင်နိုင်ရင်ကျဲရွာဘက်မှာဆိုလို့ရှိရင်ပြည်သူခွေးတွေစစ်ခွေးတွေ SNA ခွေးတွေကတော်လာရဲဒီကိုထောက်ပို့လုပ်ပါတယ်ဆိုတဲ့ဆွဆွဲမှုတွေနဲ့နိုဝင်ဘာလ23ရက်နေ့ည9:45မိနစ်နောက်ပိုင်းကနေမှနင်တို့ကဒီတော်လာရဲဒီကိုထောက်ပို့လုပ်ပါတယ်ဆိုတဲ့ဆွဆွဲမှုတွေနဲ့ပြည်သူလူထုတွေရဲ့ sign တွေအင်းတွေကိုမြည်လိုက်ရှို့နေတယ်ဆိုတဲ့သတင်းကိုကြားရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တော်လာရဲတွေထပ်ပေါ့မပေးနဲ့ မမေ့ကြပါနဲ့လို့ပြောချင်တယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့လာမယ့်ဒီဇင်ဘာလ23ရက်နေ့မှာကျွန်တော်နိုင်ငံတီးတီးမှာရှိနေတော့မြန်မာပြည်သူလူထုဒီဘက်ကနေမှ အမေတော်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ all in one piece movement ဆိုရက်ဆန္ဒပြပွဲကြီးတစ်ခုကိုပြုလုပ်มาဖြစ်တယ်ဆိုတော့ဒီဇင်ဘာလ23ရက်နေ့မှာကိုနေထိုင်တဲ့နိုင်ငံတည်တည်မှာဆန္ဒဖော်ထုတ်တဲ့အစီအစဉ်ထဲမှာ ပါဝင်ရအောင်လို့အားလုံးကို ပထမဦးဆုံးနှိုးဆော်ချင်တာဖြစ်တယ်ဒီသတိပေးချက်ကိုတော့ညတိုင်းလိုလိုတင်ပြအောင်တင်ပေးမယ်เนาะထပ်ပေါ်မပေးနေเนาะ ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့အခု US ကနေမှအရင်တုန်းကဂျိုးဘိုင်ဒန်လက်ထက်တုန်းကမြန်မာနိုင်ငံအခြေအနေမကောင်းသေးတဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့နေထိုင်ခွင့်ပေးခဲ့တဲ့ဒီမြန်မာနိုင်ငံသားတွေကိုအခု Donald Trump ကနေမှမြန်မာနိုင်ငံကအေးဆေးဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်နေထိုင်ခွင့်တွေကိုပြန်လည်ရုပ်သိမ်းတယ်ဆိုတဲ့အဥ္စာတွေထွက်လာခဲ့တဲ့အခါမှာတချို့တော့ပြည်သူလူထုဒီစိတ်ပူပန်မှုတွေရှိလာနိုင်မယ် ကိုနဲ့နှိစက်တဲ့ community မှာသွားပြီးမှသွားပြောကြပါလို့ပြောချင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုကဘာကြောင့်မပြနိုင်တော့တာလဲဆိုတဲ့အထောက်အထားကိုပြလို့ရှိရင်ကဘာရဲ့ဥပဒေအရအနေနဲ့နေထိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကိုပထမအဆုံးပြောပြချင်တယ်။ဒီနေ့ကျွန်တော်တို့တော်လာရေးဒီကဒီစစ်ခွေးတွေနဲ့စစ်တပ်တွေနဲ့တပ်ဆိုင်တဲ့သူတွေကိုကျွန်တော်ကစစ်ခွေးလို့ပြောတယ်။ကျွန်တော်27ဒေါ်လာရဲမှာမှ ကျတော့ကဒီစစ်ခွေးတွေကိုစစ်ခွေးလို့ပြောတာမဟုတ်ဘူးကျတော့ဟိုလုံခဲ့တဲ့အချိန်ကလေးကစစ်ခွေးတွေကိုအင်မတမမုံနေဆိုတာတော့အားလုံးသိပြီးသားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာတခုချဘိုးတွေဖြစ်တယ်မဒိန်ကောင်တွေဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျတော့ကစစ်ခွေးတွေကိုမုံကြတယ်။ဒီဥစ္စာနဲ့ဆက်လင်းပြီးတော့ကျတော့ဗီဒီယိုတစ်ပုဒ်ကိုနားထောင်ကြည့်ရအောင်နော်။အမိုးတွေလည်းရွာရွာတိုက်ပွဲဖြစ်တဲ့ရဲဘော်တွေကဒဏ်ရတာရွာလေးဝင်အိတ်အောက်မှာဝင်အိတ်မယ်နော်မဲထောက်အဲ့ဒါအိတ်ပါလေအိတ်အောက်ဝင်အိတ်တာအဲ့မှာ ်ဟိုဒေအိုကြီးထဲမှာဗျာဇက်ပြုတ်တွေပြုတ်ထားဖွေးနေတာဗျာဟာကွာတော့ဘိုက်စားတာဘာမှမစားသေးညာ10နိုင်လောက်ရှိအဲဟန်ကောနဲ့ခတ်ဒီမျိုးကောင်းတွေဘာတွေစားတွေဘာခတ်ပြီးတော့တောက်ကြဘာနဲ့ထည့်တော့သူတို့ဇလုံကြီးထဲမှာထည့်ဇလုံကြီးရတယ်လှပန်းမွန့်နေတယ်အဲဇလုံကြီးထဲမှာဇက်ပြုတ်တွေထည့်ကျွန်တော်ရေခေါ်တောက်ကြတာမနဲ့ကြတော့အစောကြီးအဲ့ဒီအေးကမထောက်ကြီးကအမေကြီးကထပြီးတော့အဇလုံကြီးကြီးသူကကျွန်တော်ရေခေါ်ထောက်ရေခေါ်မှာငါတို့ဇက်ပြုတ်တောက်တဲ့ဇလုံကြီးကဘာသွားလို့ကြည်စားရေခေါ်သွားကြည့်တယ် ဟာတယ်ဘူကြီးတဲ့ဇလုံးကြီးထဲမှာတဲ့ခွားကြီးရင်နွေးတွေထည့်ပြီးကြောက်နေစီးနေတာလေဟာဘာရောခွားလို့ခဏကြာတော့ဆံမျိုးတွေကိုရေပုံးကြီးလာခါဟာရောဆံမျိုးတွေယူသွားပြီးခွားပြသွားတာမျိုးတော့ကြည့်စမ်းတော့ဘယ်ဟိုကကျွေးကြီးအမေကြီးတို့ချီစီးတဲ့ဇလုံးနဲ့ဝဆာတွေကိုကျွန်တော်တို့ဟိချုံမှုနေယူကောင်းနေခတ်ပြီးတော့တောက်ခဲ့ဘူးလေဆိုတော့အခုဒီ theme ဘူးလက်လတ်ဆွေပြောသွားတာကတော့ ျတော့အလုံးကြတဲ့အတိုင်းပဲအိမ်တအိမ်ကိုဝန်သွားလိုက်တယ်ဒီအိမ်ရှင်နဲ့ချက်ထားတဲ့ဆံပြုတ်ကိုတောက်လိုက်တယ်ဒီစလုံးကဘာစလုံးလဲခြေထောက်ဆဲတဲ့စလုံးဖြစ်တယ်သူတို့စားတဲ့ဆံပြုတ်ဆိုတာဘာစားလဲဝက်စာဖြစ်တယ်တကယ်လို့သာသူတို့ဒီအိမ်ကိုဝန်သွားတယ်အိမ်ရှင်ဒီသာကြွေးခဲ့ရင်ဒါဟာဝက်စာဖြစ်တယ်မစားပါနဲ့လို့ပြောမှာပဲသူများအိမ်ကိုဝန်သွားတယ်ခွက်မတောင်းဘူးခွေးစာလာလူစာလာဝက်စာလာသူတို့ဂယုံဆိုင်ဘူးမြင်နာနဲ့တခါလဲ ထည့်ဆရာရှိတဲ့နေရာမှာထည့်ပြီးမှသူတို့စားတော့ကြတယ်။ဒါကြောင့်ဒီနေ့စစ်ခွေးတွေနဲ့တတ်ဆိုင်တဲ့သူတွေအားလုံးကိုကြည့်လိုက်။စကားပြောလို့ရှင်လဲမန်ကန်နဲ့စကားပဲတော့မှမပြောဘူး။လိန်နေပြီးတော့ပြောတတ်တယ်မဟုတ်တာကိုဟုတ်တယ်လို့ပြောတတ်တယ်ပြီးလို့ရှင်အမားနဲ့အမန်ကိုခွဲခြားနိုင်တဲ့ဉာဏ်ပညာတို့မှမရှိဘူး။အခုဒီထဲမှာဘူးလက်ပြောသွားတယ်နော်။ဝက်စာကိုသူတို့စားလိုက်တယ်။အင်ရှင်တွေကြွေးတာမဟုတ်ဘူးသူတို့ဘာသူတို့ခတ်စားတယ် ဒါကြောင့်မို့ပဲနော်အခုဘူလက်လက်ဆွေပြောလိုက်တဲ့စကားတိုင်းဟာမင်္ဂမှုရှိမရှိ သူ့ရဲ့စကားထဲမှာပဲနောက်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြန်မှနားထောင်ကြည့်ရအောင်နော်ကျွန်တော်ငငယ်ရပါတော့ကျွန်တော်နှစ်ပွင့်ပါကျွန်တော်တိုင်မူကဘူကြီးသူရကြော်ကြော်ချုပ်အဲ့ဒီပိုင်အောင်ဆိုတဲ့ရွာရှိဟာတိုင်ဝဲပြပြတာပေါ့ဗျာဘာကပါဒီပြောင်းဟိုတန်းဝင်းညာဝင်းညာနဲ့ရွာဝင်မှာဖြစ်တယ်အဲ့ဒါဘာကပါဆုတ်သွားဆုတ်သွားအဲ့မှာဈာမှာကြွေးတကောင်တည် ကျွေးကောင်ဟိုပြေးတီးပြေးနေဘယ်ကောင်ပြေးလိုက်မှမသိဘူးဘယ်ညတိုင်းကရှိတလားကြောင်းနဲ့ဘာထူးဘာထူးပါဘူးလို့ဟာဘာထူးရမှလဲကွာတယ်ဥမာကျွေးကောင်တီးွားတယ်ဟုတ်တယ်အဲ့ဒါတော့တွေ့တယ်လို့အဲ့မင်းယော်လိုက်တယ်ကျွေးကောင်တန်ဖို့နေတာမှမဟုတ်လားဘုရားလာစားမှ၄00ရပဲရတလားကျွေးက၃တောင်လောက်ပေးရမှာပြအဲ့ဒီခက်ကပေါ့နော်ဘာလို့ကျွန်တော်ဘလို့တတ်နိုင်ပါတော့ဒါဘာဆိုင်လုံးဟိုဘက်နှစ်ဖက်ပြစ်တာကျွန်တော်တို့လည်းဘယ်ကောင်ပြစ်မှန်းမသိဘူးလို့ ဒီွားတာဘယ်လိုညော်မလဲလို့ကျွန်တော်မညော်နိုင်ဘူးလို့တိုင်းမို့ပြန်ပြောတာပြန်ပြောရကြတိုင်းမို့ဘာပြောလဲဆိုတော့မင်းစစ်တက်လားတပုံလားကျွန်တော်စစ်တက်လေလို့တိုင်းမို့တပည့်လေအေးမင်းစစ်တက်ဆိုရင်ညော်လိုက်တပုံဆိုရင်မညော်နဲ့အဲခေါင်းထဲမှာတက်တက်လုံးမှတ်သွားစစ်တက်ဆိုတာအဲ့လိုညော်တယ်တပုံဆိုမညော်ဘူးတပုံကပြည်သူလူထုကိုအဓိကမထားဘူးလားကျွန်တော်တို့တိုင်းမို့ရကျွန်တော်ခေါင်းထဲမှာရိုက်သွင်းခဲ့ ကမရောဆိုတာအဲ့လိုလူတွေ ਨੇ ဖွဲ့စည်းထားတာဆိုတော့အခုဒီဗီဒီယိုထဲမှာသူပြောသွားတယ်သူတို့တိုက်ပွဲဖြစ်တဲ့အခါမှာသူပြစ်တာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့အထက်ကလူကြီးကဒီသေးသွားတဲ့နွားရဲ့တံဖိုးကိုယောပေးရမယ်လို့ပြောတယ် သူပြောသွားတာဟာစစ်ခွေးတွေကဒီလိုမျိုးနွားလေးတဲတာတောင်မှယောကျဲပေးတယ်ဒီလောက်အထိ စီကန်းနဲ့ထိမ့်သိမ့်တဲ့စီကန်းတိတ်ခါတွေရှိတဲ့အခွေးတွေနဲ့တိဆောက်ထားတဲ့အဖွဲစီဖြစ်တယ်လို့သူပြောသွားတယ်ဒီဆိုလို့ရှိရင်အခုရှက်တန်းရောက်နေတဲ့စစ်ခွေးတွေမိသားစုတွေလာစာမရဘူးလို့អော်နေတဲ့တန်နေနင်းတော့မကြဘူးလား စစ်မှုထမ်းတစ်တီကျွတ်တော်လာရဲတွေစီမှာ အလင်းဝင်လာခဲ့ကြတယ်သူတို့တွေရဲ့ရင်ဖွင့်တာနဲ့နင်းတို့မကြားရဘူးလားရဲမဲတွေငိုကြွေးတာနဲ့နင်းတို့မကြားဘူးလားခွေးတွေနဲ့ဘောမတွေကသာပြောတယ်စစ်ခွေးတွေတဲတာဟာတိုက်ပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာတည်ဆုံးတယ်လို့ပြောတယ်ဆိုတော့မြင့်မြတ်တဲ့သူတယောက်အသက်ပေးသွားတာကိုသူ့ရဲ့မိမတွေသူ့ရဲ့တာသမီးတွေကမမြင့်မြတ်တော့လို့ တည်သွားတဲ့စစ်ခွေးတွေရဲ့မယားတွေကိုစစ်တပ်ကမောင်းထုတ်ရတာလားလဆာမယားလို့အော်ငိုတာနေနင့်တို့မကြားဘူးလားပြီးလို့ရှိရင်လည်းတည်သွားတဲ့စစ်ခွေးတွေရဲ့လဆာတွေကို လိန်လေပြီးထုတ်စားတယ်ဆိုတာလည်းနင့်တို့မကြားဘူးလားအခုစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ငွေညစ်နေတာတွေရောနင့်တို့မကြားဘူးလားဒါစခွေးတွေမဟုတ်ဘူးလားအခုဘူလက်လဆွေတွေတော့ခင်းကြီးတွေအားလုံးဟာ နင်းတို့ရဲ့အရေအချင်းနဲ့ရှာထားတဲ့ပတ်စံနဲ့အခုနင်းတို့တိုက်နေကားနဲ့နင်းနေကြသလားပြောကြည့်လိုက်လေနင်းတို့ရဲ့ပင်စင်တွေရောအိမ်တလုံးစောက်ဖို့ရာအတွက်နင်းတို့မှာပတ်စံရှိသလားလဆာကတလကိုဘယ်နှသိမ်းရတယ်လဲအခုရောဘယ်နှသိမ်းရတယ်လဲအခုအိမ်တဲ့အိမ်မှာ၁၀သိန်းတောင်မှတလကောင်းကောင်းလေးလောက်စားကြသလားဆိုတော့နင်းတို့ရဲ့ပင်စင်လဆာကသိန်းတရာလား ဒါကြောင့်နင်တို့စကားပြောလိုက်လို့ရှင်လေမန်ကန်တဲ့စကားကိုနင်တို့ဘယ်တော့မှမပြောတတ်ဘူးဘူးလက်လက်ဆွေပဲဒီဒီလိုမျိုးကြက်တည်ရဲတုံးတဲ့စကားကိုပြောတတ်တာမဟုတ်ဘူးနော်နောက်ဗီဒီယိုတစ်ပုဒ်ကိုလည်းကျတော့ဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်ပြည်သူတွေရဲ့အခက်အခဲလိုအပ်ချက်ပညာရေးကျန်းမာရေးလမ်းမဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်တွေကိုလည်းကျွန်တော်တို့အထူးကအလေးထားနားထောင်ပါတယ်ချက်ချင်းလုပ်ပြီးနိုင်တာရှင် အလုပ်ပြီးဖို့ကျွန်တော်တို့ပြင်ဆင်တယ်ချက်ချင်းမလုပ်ပြီးနိုင်တဲ့ကိစ္စတွေဆိုရင်လည်းဒီဘက် ရေကောက်ပဲပြီးလို့ပြည်ခိုင်မျိုးအစိုးရသာတက်လာရင် ရတရားအတွင်းအတနှစ်အတွင်းနှစ်နှစ်အတွင်းဒီလိုစီမံချက်တွေနဲ့ဆောင်ရွက်နိုင်မှုကျွန်တော်တို့ပြင်ဆင်ထားပြီးဖြစ်ပါတယ်အဲ့တော့ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာသူတို့စီကအတန်လေးတစ်ခုကိုအဲကြားရတယ်ဗျာအဲ့ဒါကတော့သမရယူသိန်းစင်ရဲ့ပြည်ခိုင်မျိုးအစိုးရကိုသူတို့ကပြန်ပြီးတော့မှတန်တနေတာမျိုးရှိတယ်သမရယူသိန်းစင်လက်ထက်မှာငြင်းငြင်းရနေရတယ်ထို့အတူပဲ ကားလေးဆိုရင်လည်း၃စီးတိတ်ရပါလို့နော်ဒီလိုမျိုးဖြစ်တယ်လှိုင်းစင်နဲ့နော်အဖုံစင်ကတည်းကလည်းဒီလိုပဲ1500တိကျသွားတာတမန်တော်သိသိကလူတိုင်းဖုံးကြိုင်နိုင်အောင်ဆိုပြီးတော့မှဆောင်ရွက်ပေးခဲ့တာလေးပေါ့သူတို့တတိတရလည်းရှိပါတယ်အဲ့ဒီအချိန်ကညင်းညင်းရမ်းနဲ့ပြည်သူအားလုံးဟာလူမှုစီးပွားပေါ်ရတဲ့အထိုက်လျောက်တူးတက်ခဲ့တယ်ဆိုတာမျိုးသူတို့လက်ခံတယ်တမန်တော်သိသိအစိုးရကိုပြန်လိုချင်တယ်ဒီလိုပြောကြတယ်အဲ့တော့ကျွန်တော်ကရှင်းပြတယ် ဒီကောက်ဘဲမှာတနိုင်ငံလုံးအတိုက်အတာအနေနဲ့မိဘပြည်သူတွေဒီခံမျိုးအာပါတီကိုအပေးထောက်ခံပြီးတော့မှမဲပေးကြမယ်ဆိုရင်သမရကြီးဦးသိန်းစင်ရဲ့ပြည်ခံမျိုးအစိုးရကဲ့သို့ပဲဒီနေ့မှာဒီခံမျိုးအစိုးရပေါ်လာမယ်အဲ့ဒီခါမှာရခင်သမရကြီးဦးသိန်းစင်အစိုးရထက်မနှိမ့်တော့စွမ်းဆောင်ရည်မျိုးနဲ့ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရလဲကျွန်တော်လေ့လာကြည့်တဲ့အခါမှာပညာတတ်တွေဖြစ်တယ်အရေးချင်းရှိကြတယ် စေတနာရှိကြတယ်ဒါကြောင့်ပြည်ခိုင်မျိုးပါတီကိုမဲပေးကြဖို့ကျွန်တော်ကဒီဘက်ပြည်သူတွေကို သုံးသပ်ပြတာပါသူတို့လက်ခံပါတယ်နော်ဆိုတော့အခုဒီထဲမှာတက်နိုင်ဦးတို့ကျမ်းဖွတ်တွေကပြည်သူလူထုတွေစီကိုသွားပြီးမှမဲဆွေစည်းရုံးမှုကိုလုပ်ခဲ့တယ်ပြည်သူတွေရဲ့အတန်တွေကိုသူတို့နားထောင်ကြတယ်လို့ပြောတယ်ပြီးလို့ရှင်လည်းလုတ်ပေးနိုင်တဲ့ဥစ္စာကိုလုတ်ပေးတယ်အခုချက်ချင်းမလုတ်ပေးနိုင်တဲ့ဥစ္စာကိုသူတို့ကျမ်းဖွတ်ခွေးတွေအစိုးရဖြစ်လာတဲ့အခါမှာလုတ်ပေးမယ်လို့ပြောတယ်အဲ့ထဲမှာတိတ်တဘောကြတာကပြည်သူတွေကတိတ်စင်ခစ်ကကျမ်းဖွတ်တွေကိုတရရတယ်လို့ပြောတယ် ိန်းစင်ခစ်ကိုလည်းတရိရလိမ့်မယ်ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ခစ်ကိုတရိမရကြဘူးလို့ပြောသလားသူကြော်သွားတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ခစ်ကိုတရိမရဘူးလို့သူတို့ပြောကြသလားနင်တို့ကိုကြောက်လို့လားဒီနေ့လူပြည်သူလူထုတွေအားလုံးကိုမေးကြည့်ကြပါเนาะကျမကဒေါ်အောင်ဆန်းစုကြည်ကိုမေးထိတ်ခဲ့တဲ့သူတို့မဟုတ်ဘူးเนาะလွန်ခဲ့တဲ့အချိန်မှာလည်းကျမပြောခဲ့တယ်ကျတော့မြန်မာနိုင်ငံမှာတိုင်းရင်းသားတိုင်းမှာလဲသူ့ရဲ့ပါတီနဲ့သူရှိကြတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကိုမထောက်ခံခဲ့တဲ့သူတွေလည်းအများကြီးရှိတယ်။မကြိုက်လို့တော့မဟုတ်ဘူး။ကိုယ့်ရဲ့လူမျိုးရဲ့ပါတီကိုဦးစားပေးတဲ့အနေနဲ့ကိုယ့်ရဲ့လူမျိုးကပါတီတွေကိုထဲ့ကြတယ်။ဆိုတော့ဒီနေ့ကျွန်မကဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီတော့မဟုတ်ဘူး။ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကောင်းတယ်ဆိုတဲ့သတင်းကတော့ပန်းရနလိုပဲနေရတကမွေးခဲ့တယ်။ဒီနေ့တိမ့်စိန်ရဲ့လက်ထက်ကိုပြီးသူတွေဒရိယတယ်ဆိုလို့ရှိရင်ဘာကြောင့်ဒေါ်အောင်ဆန်းစုကြည်လက်ထက်ထဲမှာ လူပြည်သူတွေကသတိမရကြတာလဲနို့ရရဲ့ဘဝအแทမှာလေမသေးခင်လောက်တော့စကားတခွန်းလောက်အမှန်ပြောလို့မရဘူးလားတိစင်ခေတုံးကကားသုံးစီးကိုတရားနဲ့ရခဲ့တယ်လို့ပြောတယ်လေလုတ်တဲ့သူဒီတောင်ရလုတ်စားတဲ့သူဒီကကားအလကားလာပေးရင်တောင်မှမကြိုက်ဘူးဆိုတော့ဒီနဲ့ကြမ်းဖွတ်တယ်မင်းဆွဲတာဘယ်မှာလုတ်ကြတယ်လဲနင်တို့စခွေတတ်ချီတဲ့နေရာမှာပဲဝစ်လေဝစ်လေဝစ်လေနဲ့နင်တို့လုတ်နေကြတာမဟုတ်ဘူးလား ပြီးလို့ရှင်လည်းနင်းတို့ရဲ့ကြမ်းဖွတ်စကားကိုလာနားထောင်ဖို့ပတ်စံနဲ့ငားတယ်လေရန်ကုန်သူ့ဝနမှာတော့ခင်ကြီးမဲဆွေဟောပြောမှုကိုလုပ်ဖို့အရာအတွက်ပြီးသူဒီကိုပတ်စံနဲ့1000နဲ့ခေါ်တာလေတချို့ဆိုလို့ရှိရင်ငါထောင်ရတယ်တချို့ဆိုလို့ရှိရင်တော့တပြားမှမရဘူးဆိုပြမအော်တန်နေနို့တို့ကြားပါတယ်နော်တကယ်ပဲပြည်သူတွေရဲ့ရင်ဖွင့်တန်းတွေကိုနင်တို့ကြားရသလားပြီးလို့ရှိရင်အခုဒီစစ်ခွေးတွေရဲ့ lobby တွေကိုလည်းကြည့်နော်အခုရွေးကောက်ပွဲမှာ59ပါတီရှင်းပြိုင်မယ် ်အခုစခွေးဒီရဲ့ lobby တွေဘသူအကြောင်းများပြောပေးတယ်လားချမ်ဖို့အကြောင်းပဲပြောကြတယ်ဘေးပါတီကိုမဲပေးပါလို့မပြောတာကဟိုကဲတကောင်ပဲကြတယ်ကြံနာတွေအားလုံးကတော့နော်ချမ်ဖို့ကိုမဲခဲ့ဖို့ပဲပြောကြတယ်ဆိုတော့အခု lobby တွေအားလုံးဘယ်ဘက်ကပါလဲချမ်ဖို့ဘက်ကိုပါတယ်ဘာကြောင့်ချမ်ဖို့ဘက်ကိုပါလဲစခွေးတွေမို့လို့လေဆိုတော့အခုဒီထဲမှာလေတိမ့်စိန်လက်ထက်သုံးကထက်မယွတ်နေတော့ နော်ဝန်ဆောင်မှုဒီကိုလုတ်ပေးမှာဖြစ်တဲ့အတွက်ကျမ်းဖုတ်ကိုမေးထကြပါတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေတုံးကအသက်ကြီးတဲ့အဖိုးဖွားတွေကိုပတ်စံပေးတာတွေဘယ်သူမှသတိမရကြဘူးလားဒေါ်အောင်ဆန်းစုကြည်ခေတုံးကကြိုက်တယ်လို့ပြောဆိုလို့ရတယ်ဆိုတာတွေမပါကြဘူးလားဒေါ်အောင်ဆန်းစုကြည်ခေတုံးကကလေးတွေကြောင်းလက်ခပေးဆံမလို့ဘူးဆိုတာတွေရောဘယ်သူမှသတိမရကြဘူးလားနော်လူဆိုရင်တော့သတိရကြမှာပါ ဒါပေမဲ့အကြောက်တရားတာမရှိခဲ့ဘူးဆိုပြီးသူလူတို့ဒီဒီစကားကိုဒီလိုဖြေမလားစစ်ခွေးတွေနဲ့တက်ဆိုင်တဲ့သူတွေအားလုံးဟာစကားအမှန်မပြောဘာကြောင့်လဲဆိုဝတ်စာစားလို့နော်ဝတ်စာစားတဲ့မျိုးတွေဖြစ်တဲ့အတွက်ကြောင့်လူစကားကိုသူတို့မပြောတတ်ဘူးခွေးတွေနဲ့ပတ်သက်တဲ့သူတွေကဝတ်စာစားတဲ့အတွက်ကြောင့်လူစကားမပြောတတ်တာကိုနောက်ဗီဒီယိုတစ်ပုတ်အနေနဲ့လည်းနားထောင်ကြည့်ရအောင်နော် ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကတက်မတော်ရဲ့ပါတော်မူတာတစည်းကပေါင်းမျိုးနယ်နဲ့မြန်မျိုးနယ်အဆက်မှာပြတ်ကျခဲ့ပါတယ်။အော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မအုပ်စုတွေကသူတို့ပြစ်ချနိုင်ရလို့ပြတ်ကျတယ်ဆိုပြီးတော့ကျွန်တော်ဝေဝေဆဆဖော်ပြနေရလဲခင်ဗျားတို့တွေ့ပါလိမ့်မယ်။22ရက်နေ့ညနေ6နာရီခန့်အချိန်ကပခုတ်ကွာနေပြီးတော့ပါတော်မူတာတစ်စီးတက်တယ်ပေါ့။တက်ပြီးတော့ကျွန်မအုပ်စုရှင်းတော့ဘုံတော့ကျဲတယ်ပေါ့။ကျဲပြီးတော့ကျွန်တော်တို့မြန်မျိုးနယ်နဲ့ပေါင်းမျိုးနယ်အဆက်မှာပါတော်မူတာတစည်းကကျွန်တော်ဆက်ချွေုံပြီးပြတ်ကျတယ်ပေါ့။ပါတော်မူတာမောင်းတော့နှစ်ယောက်မောင်းတယ်လို့သိရပါတယ်။ဘေးလို့ရအောင်ကျွန်တော်ဆင်းတယ် ဆင်းပြီးတော့ဒီပါရမီတာမှာပါတဲ့အရေးကြီးတဲ့အစိပ်ပိုင်းကိုဖြုတ်ပြီးယူသွားတယ်။အဲဒီနောက်ပိုင်းမှာဒီအချမ်းဘက်အုပ်စုတွေကဒီပါရမီတာလှည့်ရှာတော့ရှာတော့သူလည်းတွေ့သွားတယ်ပေါ့။တွေ့သွားတဲ့အခါမှာဒီပါရမီတာကြီးကိုသူလည်းတွေ့ရောကျွန်တော်တို့ခုံပေါက်ပျော်မြူးနေရပါဗျာ။ဘာနဲ့တွေ့လဲဆိုတော့ခင်ဗျားတို့ဒီအစ္စလာမစ်စစ်သွေးကြွားရင်လည်းတနတ်တီထောင်ပေါက်ပြီးအောင်ပွဲပျော်နေကြသလိုအောင်ပွဲခံနေကြသလိုဒီလိုမျိုးကြီးလုပ်ခဲ့ပါတယ်။ဒီပါရမီတာဈေးမှာသူတို့ရလိုက်တာကအခွန်ပဲရလိုက်ပါတယ်။ဒီပါရမီတာမှာကျွန်တော်အဓိကအရေးပါတဲ့အစိပ်ပိုင်းတွေကိုသူတို့မရရှိခဲ့ပါဘူး။ ဒီပါရမတာမောင်းနေတဲ့ဒီတက်မော်တာနှစ်ယောက်ကအကုန်လုံးဖြုတ်ပြီးတော့တဲသွားပါတယ်ပါရမော်တာမောင်းတဲ့သူတွေလည်းတိတ်တော်ကြတယ်ဘာကြောင့်လဲဆိုတော့ဆက်ချွေရင်းပြီးလို့ပြောလိုက်တာနဲ့သူတို့ကဖြုတ်ချရှိတာနဲ့အကုန်ဖြုတ်ယူသွားတာအဲ့လောက်ထိတော်ကြတာပါရမော်တာဆက်ချွေရင်းလို့ပြုတ်ကြတော့မယ်ဆိုလို့ရှင်တယ်သူတို့ကိုအချိန်ပေးသေးတာနင်တို့ဖြုတ်ချရှိတာတွေဖြုတ်ပြီးပြီလားဖြုတ်ပြီးပြီဆိုမှငါကြမယ်ဆိုပြီးမှသူတို့ကြသွားတာဒါကြောင့်မို့လိုရာတွေအကုန်ဖြုတ်ယူသွားနိုင်တာ ဒီကျော်စုဦးဆိုလို့ရှင်လေဒုတိယအကြိမ်နဘင်တီးခံပြီးတဲ့နောက်ပိုင်းမှာခွေးလုံးလုံးဖြစ်သွားတာနော်တကယ်လို့ဒီပါရမောတာမှာဘာမှပါမသွားဘူးဘာမှမရှိဘူးဆိုလို့ရှင်ဘာကြောင့်မို့နင်းတို့စစ်ခွေးတွေဒီပါရမောတာကိုလာရှာတယ်လဲလာရှာလို့ပဲနင်းတို့ရဲ့စစ်ခွေးလေးကောင်မတာပေါ်သွားသုံးကောင်အလင်းဝင်သွားတာမကြဘူးလားဆိုတော့အခုဒီအလင်းဝင်သွားတဲ့သူတွေလဲရက်ွက်ကလူတွေလားတေသွားတဲ့သူတွေရောရက်ွက်ကသူတွေပဲတေသွားကြတာလား နင်းတို့စခွေးတွေမဟုတ်ဘူးလားဒီပါရာမော်တာမှာဘာမှမပါတော့တဲ့ဥစ္စာကိုဘာကြောင့်နင်းတို့ကစစ်တပ်နဲ့လွတ်ပြေးမှလာရှာခိုင်းတယ်လဲပါရာမော်တာပြုတ်ကြမေးဆိုလို့ရှိရင်နင်းတို့ကိုဖြုတ်ရှာရှိတာဖြုတ်လိုတာတွေအကုန်ယူဖို့အချိန်ပေးနေတာလားသမင်မစားဘူးလားသူများစားထားပြီးသားအပုံမူစားတာလားဒါလည်းဆက်ချွေရွေးမှုကြောင့်ပျက်စီးသွားတယ်လို့ပြောတယ်။လွန်ခဲ့တဲ့အချိန်မှာကျတော့ဒီပမော်မှာ 呃，到了夜里别吃来的来英国了，你说没人把表了，社区院楼标价的楼表没了，地呢地也清退，你那是亏的呀，来引一几二的标价台社区院没戏的，到了夜里等白来的是看代码，是大个东西的不多嘛么着不，我要这些，我要那些，俺老娘送呗，说了地呢，你买来干嘛？ နင့်တို့မောင်းတဲ့လေရင်တွေအားလုံးနင့်တို့မောင်းတဲ့ပါရမော်တာတွေအားလုံးဟာစစ်ချွင်ရင်ကြတာလားပြီးလို့ရှိရင်နင့်တို့ရဲ့စစ်စခန်းတွေအားလုံးမှာစစ်ခွေးတွေမရှိအောင်စစ်ခွေးတွေဘယ်မှာတည်နေသလဲဟိုချင်းပြည်နယ်တို့မျိုးကတုတ်ချင်းမှာတည်ကြီးထဲမှာဒီတိုင်းအရှင်လက်လက်ဖို့တက်လိုက်လို့စစ်ခွေးမရှိတာလားအခုဒီစခွေးတွေနဲ့ဘောမအတွေကတော့လေဘယ်တော့မှမင်္ဂန်တဲ့စကားကိုမပြောဘူးဘူးနော်တိတ်မပြောချင်ဘူး ပြီးတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ဒီနေ့နိုဝင်ဘာလ25ရက်နေ့မနက်တနာရီမှာရန်ကုန်ကြောက်တရာမြို့နယ်စုလေဖျားလမ်းမပေါ်မှာရှိတဲ့ကြောက်တရာရဲစခန်းကို fire power တော်လာရဲတပ်ဖွဲ့တွေဘက်ကနေမှလက်ပစ်ပုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတော့ကိုသိရတယ်ဆိုတော့ဒီရဲစခန်းဆိုလို့အတူအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုတွေကိုနေမျိုးစုံနဲ့အခုဒီရွေးကောက်ပွဲခဲမှာမပါမနေရဆိုပြီးမှနေဆက်တဲ့ yes ခန်းဖြစ်တဲ့ဒါကြောင့်ဒီ fire power ဒီဘက်ကနေမှလက်ပစ်ပုံးနဲ့သွားပစ်ခတ်ခဲ့တယ်ဆိုတဲ့ကြောင့်သိရတယ်ကျွန်တော်ရဲ့ channel ကိုကြိုက်နေတဲ့တဲ့ဆိုရင်လဲ like subscribe လေးကိုလည်းပြီးခဲ့ကြပါ